အလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလေးဝသားနဲ့ဇလဗရာညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ25ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလေးဝသားခံမှန်းချက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့စက်တင်ဘာလ25ရက်နေ့ရဲ့အရေးကြီးမလေးဝသားတွေနဲ့ကယူရန်ဒေတာတွေကိုဖျက်ကျော်နေတဲ့တိုင်ဖုန်းမုန်တိုင်းရာကာစာချီနေတဲ့မြန်မာနိုင်ငံရှိမောက်တောင်လီအခြေအနေတွေကိုဖော်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင် ထမဆုံးအနေနဲ့တာတျုပ်ပလဲကတိုင်ဖုန်မုန်တိုင်းရာဂါဆာရဲ့ကံယူတဲ့ဒေတာတွေကိုဖျက်ချောပြီးအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်၊ငားနိုင်ခွဲချိန်တိုင်းထွားချက်များအရတရုတ်နိုင်ငံတောင်ပိုင်းခွမ်းတောင်ပြည်နယ်ကံရန်ဒေတာများကိုဖျက်ချောခဲ့သောတိုင်ဖုန်မုန်တိုင်းရာဂါဆာသည်အနာဘတ်တို့ရေးလျားခဲ့ပြီးပူပိုင်းမုန်တိုင်းရာဂါဆာဖြစ်အာရုံသွားခဲ့ကကွန်ရှိပြည်နယ်နယ်စပ်ဒေတာများသို့ရရှိခဲ့ပါသည်။ဆိုပါအကောင်သောပူပိုင်းမုန်တိုင်းရာဂါဆာသည်နောက်၆နှစ်အတွင်းအပူပိုင်းမုန်တိုင်းရာဂါဆာဖြစ်ဖြစ် ကရှိပြည်နယ်တာမိုင်းဒေသများကိုဆက်လက်ဖြန့်ကျော်နိုင်ကထိုမတက်စစ်အနာဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်နောက်ဆက်လီနိုင်အတွင်အပူပိုင်းမုံနိုင်ငယ်ဖြစ် VNN နိုင်ငံမြောက်ပိုင်းဒေသများကိုဆက်လက်ဖြန့်ကျော်နိုင်ပါသည်ဟုခန့်မှန်းထားပါသည်ဆက်လက်ပြီးမလေးဝသားပညာရှင်ခင်မောင်ထွေရောအဆိုရစတေမာလာ25ရက်နေ့မှာစကိုင်းတိုင်းအထက်ပိုင်းနာကကက်ချင်းရှန်နဲ့စကိုင်းတိုင်းအောက်ပိုင်းကနေမကွေးတိုင်းထိဒေသတွေကလွှဲပြီးမြန်မာနိုင်ငံရဲ့ ကြံဒေသတွေအားလုံးမှာနေရာနဲ့မှုများတည်ထန်စွာရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။အထူးသဖြင့်အေယာဝတီ၊ရန်ကုန်၊ဘကူ၊ညာလီပင်၊ကယေးမွန်နဲ့တနင်္သာရီဒေသတွေမှာတော့ဝူးကြီးနိုင်ပါတယ်လို့ခန့်မှန်းထားပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာကောင်းကင်ဟာတိမ်ကင်းစင်ပြီးရှင်းလင်းနေရဟာမုတ်တော်လေးဆုတ်ခွာလာနေပြီဆိုတဲ့လက္ခဏာဖြစ်ပါတယ်လို့ဥက္ကမောင်ထွေးကသုံးသပ်ထားပါတယ်။ဆက်လက်ပြီး မလေးဝတာနေဆလဗျာညွန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ရေကြီးမှုအခြေအနေအတွင်း2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ခုနှစ်နိုင်ချင်းထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချင်းတိုင်းထွာချက်ရာစစ်တောင်းမြေသည်တောင်ငူမျိုးရဲ့ရေမျိုးဤဆိုရင်မဲ့တို့ရရှိနေပြီးနောက်တရက်တွင်ပေဝက်ခက်မြင်တလာနိုင်ကရေမျိုးဤဆိုရင်မဲ့ထက်ဆက်လက်တည်ရှိနေနိုင်ပါသည် ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချိန်တိုင်းထွားချက်ရတယ်လွေမြည်သည်ပအံမျိုးတွင်ရင်းမျိုးဤဆိုရင်မဲ့အထက်သို့ပေဝဲကြောကြောလုံးနေပြီးနောက်တရက်တွင်ပေဝဲခက်မြင့်တက်လာနိုင်ကရင်းမျိုးဤဆိုရင်မဲ့အထက်ဆက်လက်တည်ရှိနိုင်ပါ रे တို့ဖြစ်ပါ၍တာငုံမြို့နယ်နဲ့ပအံမျိုးနယ်တွင်ရှိမြေကန်နေနဲ့မြေနေပိုင်းနေထိုင်သူများနေဖြင့်ရေပေးလွှာနေရများသို့ရှောင်ရှားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါ रे ရေကြီးချင်းတတိပေးချက်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့9နိုင်ချင်းထုတ်ပြန်ချက် ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချိန်တိုင်းထွာချက်ရစစ်တောင်းမြည်သည်မတောင်းမျိုးတွင်ရင်းမြုပ်ဤဆိုရင်မအောင်နှလမခံရရရှိနေပါသည်အဆိုပါမြည်သည်နောက်7နိုင်တွင်ရင်းမြုပ်ဤဆိုရင်မအထက်သို့ကျော်လျောက်ရှိနိုင်ပါသည်ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချိန်တိုင်းထွာချက်ရဘကူမြည်သည်ဘကူမျိုးတွင်ရင်းမြုပ်ဤဆိုရင်မအောင်တပေခွဲခံရရရှိနေပါသည်အဆိုပါမြည်သည်နောက်တရက်တွင်ရင်းမြုပ်ဤဆိုရင်မသို့ရရှိနိုင်ပါသည် ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲအချိန်တိုင်းထွားချက်အရပြီးလင်းမြေသည်ပြီးလင်းမျိုးတွင်ရင်းမျိုးဤဆွေရင်မအောက်တပေကျော်တွင်ရရှိနေပါသည်အဆိုပါမြေသည်နောက်တရက်တွင်ရင်းမျိုးဤဆွေရင်မတို့ရရှိနေပါသည်ထို့ဖြစ်ပါ၍ပဲခူးမြို့နယ်ပြီးလင်းမြို့နယ်နှင့်မတောင်မြို့နယ်တွင်ရှိမြေကန်နီနှင့်မြင်းနေတဲ့အသားများတွင်နေထိုင်သူများနေဖြင့်စူတင်သတိပြုနိုင်ပါရန်နှင့်မြေရင်မြင်တက်လာပါကအချိန်မီရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည် မြေကြီးနာမြေရေပြေဝဲကြော်ခန့်ထက်ကြားမနေ့ကညနေမှ12နာရီတွင်မြေကြီးနာမြို့ဤမနေ့ကမြင်းဆုံပူချိန်28တဒမ5ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံပူချိန်16တဒမ6ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်မြေကြီးနာမြေသည်ဆိုရင်မှ1000စင်တီမီတာသို့ရရှိရန်965စင်တီမီတာ25ပေခန့်အလိုရရရှိနေပါတယ်မြေရေတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်သူကမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင် ် ERD မြစ်အထက်ပိုင်းမှာမိုးအားသင့်တဲ့ရှိနေပါတယ်။ရန်ဖန်ရန်ခါ EOD မြစ်စောအထက်ပိုင်းမှာနေရာကွက်၍မိုတဲထန်စွာရသွန်းခြင်းများကြောင့်မြစ်ကြီးနားမြေကြားဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်များပိုင်းစွန်းဒေသများနဲ့ EOD မြစ်အထက်ပိုင်းမိခမြင်းနယ်မိလိခမြဝဲဒေသများမှာမူတိတ်တောင်ဖြစ်ထွန်းမှုအသင်းတဲ့ရှိနေပါတယ်။ EOD မျိုးတခြားနဲ့ချင်းနှမျိုးတခြားမြေကန်နေမြင်းနေဒေသများနဲ့မြင်းနူးသူများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်နေကြသောတောင်သူများနဲ့ရေလုံသားများ EOD မြင်းကြီးကိုမိပြုနေထိုင်ရှာဖွေစားသောနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းနှမျိုးချင်းနဲ့ခန်းနေမြေဟာနလမခက်ပြန်လဲကြဆင်းလာပါရစေ။မနေ့ကညနေမှ7:00နာရီတွင်မုံရမြင့်ရင်တပေခန့်ထက်ကြမနေ့ကညနေမှ7:00နာရီတွင်ချင်းနှမျိုးအထက်ပိုင်းမှာလက်တလောတွင်မိုးအားနှင်းငယ်မှတင်တဲ့ရှိနေပါရစေ။ ယခုရက်ပိုင်းတွင်ချင်းနှင်းမြို့တရှာမြို့များအလုံးတွင်အကြဘတ်တို့ဦးတည်နေပါအောင်မယ်။ချင်းနှင်းမြို့တဲကြပုံမှန်ဒီထားခက်မှာရှိနေပါမယ်။ထူကဲမြို့ကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ခန်းဒီမြို့ရဲ့ပြည့်ပြည့်ချင်းဆက်လက်အကြဆင်းနေပါမယ်။မနေ့ကညနေမှလေးလမခန့်ပြန်တက်ခဲ့ပြီးနှစ်လမခန့်ပြန်ကျခဲ့တာဖြစ်ပါရယ်။ဟုံမလင်းဖောင်းပြေမော်လိုက်ကလေးဝအမင်ကင်းကနေမုံရမျိုးတို့မြို့မှာပြည့်ပြည့်ချင်းဆက်လက်အကြဆင်းနေပါရယ်။ AOD မြို့အခြေအနေနဲ့ ပမောရှိကကတာထီချိုင်းတပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညာဦးချောင်းမျိုးနဲ့မင်းမမြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။ဈာပြမူရသွမှုတွေကြောင့်အနေငယ်ပြန်တိုက်ခဲချင်းဖြစ်ပါတယ်။မခွေးအောင်လန်ပြည်စိတ်သားမြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါမယ်။ဟင်တရမြေမှာတည့်ရေကုန်တလားရှိနေပြီ။နောက်ထပ်ရဲ့အနေငယ်ခက်ထက်တန်နိုင်တော့လေမနက်ဖန်နက်ပိုင်းနဲ့နေ့လယ်ပိုင်းတို့တွင်ပြန်လည်ကြာဆင်းနိုင်ပါတယ်။ စလုံးမျိုးမြည်မှာတည့်ရကုန်သလားရှိနေပြီးနောက်ထပ်အနှဲငယ်ခန့်ထပ်တန်းနိုင်တော့လေမနက်ဖန်နနက်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြောင်းလဲကြဆင်းနိုင်ပါတယ် EOD မြည်မြင့်တမ်းမှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်ဆက်လက်ပြီးမိုးလေဝသနဲ့ဆလာဗရီယာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးသွားပါမယ်ဘင်္ဂပလီအခြေအနေ ကပလီပလဲပြင်းနဲ့မင်္ဂလာပလဲအော်တာမိုင်းတို့ရင်မုတ်တုံလေးအားကောင်းနေပြီ။ကြံမင်္ဂလာပလဲအော်ရင်မုတ်တုံလေးအားတင်းတဲ့ရှိနေပါရဲ့။ယနေ့မြန်မာစံတော်ချိန်15:30ချိန်တိုင်းထွာချက်များရာကပလီပလဲပြင်းနဲ့မင်္ဂလာပလဲအော်တို့ရင်မုတ်တုံလေးအားကောင်းနေခြင်းကြောင့်လကောင်းကပလီပလဲပြင်းနဲ့မင်္ဂလာပလဲအော်တို့ရင်လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လကောင်းတောင်တူပလဲပြင်းနဲ့ဖြစ်ပေါ်နေသော တိုင်ဖုန်းမော်နိုင်ရာကစာမပြတ်ထွက်လာသောတိမ်တိုက်များကြောင့်လကောင်း ယနေ့ညနေမှာ30ရက်ကုလ2025ရက်နေ့တွင်စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲနဲ့ဒီပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရောက်ပိုင်းအေရော်တီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာစိစိမှနေရာနံပြမိုးထစ်ချုံရပြီး နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေအိုဒီတိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်ဒေသအလိုက်နဲ့နေရာကွက်ရေမူကြီးနိုင်ပါတယ်မြမကယ်ရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့တွင်ရန်ဖန်ရန်ခါမိုးသက်လီပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လီပြင်းကြာစေရေပြင်းပြင်းလေးသည်တနိုင်လင်း35မိုင်ထိတိုက်ခတ်နိုင်ပါတယ် လိုင်းမြင့်မှာမြမကင်ရန်တရှာနေကလပ်ပလဲပြင်းတို့တွင်၁၀ပေမှ၁၂ပေခန့်ရှိနိုင်ပါသည်အကြံပြုချက်သို့ဖြစ်ပါ၍မိုးသေးတံဆွာရသွန်းခြင်းများနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းပြက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစသည့်သဘောအဘိအနေအများဖြစ်ပေါ်နိုင်တာကြောင့်အဆိုပါဒေတာများရှိကုန်မြင့်ဒေတာနေရင်နေထိုင်ကြသူများနေဖြင့်မြေပြုံမှုအနေရင်ငငယ်ချောင်ငယ်များနေရင်နေထိုင်ကြသူများနေဖြင့်ရေကြီးရေရှမ်းမှုများကို ဇူတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နဲ့ပြည်ရင်းဤကြောင်းသွားလာရေးလေကြောင်းပြန်တန်းရေးနဲ့ဆယ်ပြောင်းတတမန်များနေဖြစ်လို့အပ်သည်များဇူတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါတယ်ယနေ့ညနေထိခမန်းချံစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့အရှမ်းပြည်နယ်မြောက်ပိုင်းတို့နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးရဲ့အထက်ပိုင်းချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့နေရာစိစိနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့နေရာနယ်ပြမှုထိချုံရပြီး ပြီးတော့ရုံတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအီယော်တီတိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာကွက်ရမှုချိနိုင်ပါတယ်။ရွာရဲရောင်းပြည့်ဖြစ်ပါတယ်ရှင်။နေပြီးတော့နေရာကွက်ကြားမှုထချုံရမြီရန်ကုန်ကပ္အေးမူးတချိန်နဲ့ချိန်ထချုံရမြီမန္တလေးနေရာကွက်ကြားမှုထချုံရမြီဘကုမိုးတင့်တင့်ထချုံရမြီမကွေးမိုးတချိန်နဲ့ချိန်ထချုံရမြီဟုံမလေးမိုးတင့်တင့်ထချုံရမြီ မုံရွာမိုးတချိန်တစ်ချိန်ထစ်ချုံရမည်။ပတ်သိမ်းမိုးတင့်တင့်ထစ်ချုံရမည်။တဝိန်မိုးတင့်တင့်ထစ်ချုံရမည်။မြေကြီးနာ မိုးတချိန်တစ်ချိန်ထစ်ချုံရမည်။ဘိုက်ကောနေရာကွက်ကြားမိုးထစ်ချုံရမည်။ဖအံမိုးတင့်တင့်ထစ်ချုံရပြီး တခါတရံသေးထန်နိုင်ပါရဲ့။ဟာခါမိုးတချိန်တစ်ချိန်ထစ်ချုံရမည်။မော်လမြိုင်မိုးတင့်တဲ့ထစ်ချုံရပြီးတခါတရံသေးထန်နိုင်ပါ रे စစ်တွေမိုးတစင်တဲ့ချင်းထစ်ချုံရမည်လာရှုံနေရွက်ကြမိုးထစ်ချုံရမည်တောင်ကြီး မိုးတဆင်တဲ့ကျင်းထစ်ဆုံရမည်။ကျိုင်းတုံမိုးတဆင်တဲ့ကျင်းထစ်ဆုံရမည်။မိုးတိတ်တာဖြစ်ပေါ်မှုအခြေအနေရေကုန်တိုင်းဒေသကြီးမကွေတိုင်းဒေသကြီးအယောက်တီတိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မိုးတိတ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိတ်တာများရွေလျားရနေရတခြားတွင်မိုးရသွန်းခြင်းနဲ့တူအပြင်တိုက်ခဲခြင်းမိုးထစ်ချုံခြင်းမိုးကြိုပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့် ိုတင်သတိပြုနိုင်မရဲ့အကြံပြုအပ်ပါတယ်။နောက်နေ့အတွက်ခမန်းချက်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ EOD တိုင်းဒေသကြီး၊သတင်းထိုင်တိုင်းဒေသကြီး၊ပြည်ရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်မိုးဆက်လက်ပူနေပါမယ်။နေပြီးတော့နဲ့ဤတစ်ဝက်အတွက်ယနေ့ယနေ့ထိခမန်းချက်နေရာကွက်ကြားမိုးတစ်ချုံရွာမြီရွာရံရံလုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတစ်ဝက်အတွက်ယနေ့ယနေ့ထိခမန်းချက်မိုးတစ်ချုံနဲ့ချင်းထစ်ချုံရွာမြီရွာရံရံလုံးပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်ဤတဝိုက်အတွက်ယင်းညံဤထိခမှန်းချက်နေရာကွက်ကြားမိုးတိလ်ချုံရမည်ရာရင်ရာနှုန်းပြည့်ဖြစ်ပါသည်နောက်ထပ်ပြီးဒီကနေ့မိုးလေဝသအခြေအနေနဲ့မင်္ဂလာပလင်အော်မာအခြေအနေများကိုအသေးစိတ်တင်ပြပေးသွားပါမယ်ရှင်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့နနက်9နာရီချိန်ထုတ်ပြန်ချက်မြမပလဲပြင်မြဝကျမမတို့မကွေမွန်တနင်္သာရီကရန်တရှာနဲ့ကလပ်ပလဲပြင်းတို့ရင်ရန်ဖန်ရန်ခါမိုတက်လီပြင်းများကြာရောက်ပြီးပိုင်ကြည့်ပါမယ်။ မိုးတက်လီပြင်းချစဉ်ရေပြင်းပြင်းပြင်းလေးသည်တနင်္လာနေ့35မိုင်ထိတိုက်ခတ်နိုင်ပါသည်။လိုင်းမြင်မှာမြို့ဝကျွမမို့တမကွေမွန်တနင်္သာရီကန်ရန်တရှောင်းနှင့်ကလွန်ပလဲပြင်းတို့တွင်ဆယ်ပေမှဆယ်နှစ်ပေခန့်ရှိနိုင်ပါသည်။ရခိုင်ကန်ရန်တရှောင်းနှင့်ကလွန်ပလဲပြင်းတို့တွင်တစ်ခါတည်းရန်မိုးတက်လီပြင်းများကျရောက်ပြီးတိုင်းကျနိုင်ပါသည်။မိုးတက်လီပြင်းချစဉ်ရေပြင်းပြင်းပြင်းလေးသည်တနင်္လာနေ့မိုင်30ထိတိုက်ခတ်နိုင်ပါသည်။လိုင်းမြင့်မှာရခိုင်ကန်ရန်တရှာနှင့်ကဲလွတ်ပလဲပြင်းတို့တွင်ကိုးပေမှာ၁၁ပေခန့်ရှိနိုင်ပါသည် အားလုံးပဲတဘောင်းဝဗီအန်ရဲ့ကနေကင်ဝေးကြပါစေလို့ For You Media Channel ကနေဆုတောင်းပေးလိုက်ပါရရှင်